ချစ်သူဘဝမှာလည်းကကိုကိုမချစ်တော့ဘူးလို့ပြောတဲ့သူတယောက်ကိုကိုကခက်ခရရနဲ့ပြန်ချစ်ပေးပါဘဝတစ်ခုလုံးရည်ရထားတဲ့သူဖြစ်လို့ကိုကပြန်ပြီးတော့အတောင်းပန်ခံပြီးတော့ပြန်ချစ်ဖို့အတွက်တောင်းဆိုနေရတယ်ဆိုရင်တော့တေးကြတဲ့ဖောက်ပြန်ခံရဖို့အတွက်တရားရကနုံးပြဝတေးစားနေပါပြီခင်ဗျာကိုကိုမချစ်တော့ဘူးဆိုတဲ့နေရာမှာအကြောင်းမျိုးမျိုးကြောင်းရှိပါတယ်ကိုရဲ့အားနည်းချက်ကိုသူမကြိုက်လို့သူကိုကိုမချစ်တော့တာလည်းဖြစ်နိုင်တယ်ကိုကိုရင်မခုန်တော့လို့မချစ်တာလည်းဖြစ်နိုင်တယ်ဒို့မဟုတ်သူ့မှာနောက်ထပ်ကိုထက်ချစ်ရမယ့် ချစ်ရတဲ့သူအစ်စ်ထက်တွေ့သွားလို့ကိုယ်ကိုလမ်းခွဲတာလည်းဖြစ်နိုင်တယ်။အေးနေရာမှာကျွန်တော်တို့အားလုံးအနေနဲ့ကသွားပြီးတော့မှပြန်ချစ်ပေးပါကိုယ့်ကိုပြန်ချစ်ပါဆိုပြီးတော့မှပြန်ပြီးတော့မှတောင်းပန်နေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီတေချာတာတစ်ခုတော့သူတို့ရဲ့လှည့်စားမှုတော့မဟုတ်ဘူးဒါဟာကိုယ့်ရဲ့အပြစ်ဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်ဆိုတော့ကိုကသူ့ကိုချစ်နေတာကိုကိုကသူ့ကိုချစ်နေတာဖြစ်တဲ့အတွက်ကြောင့်အသင်းအတ္တမကြီးပြန်ချစ်ဖို့အတွက်တောင်းဆိုတဲ့အခါမှာ तू ကလည်းတနာပြီးတော့မှယင်ထဲမှာ မပါဘဲနဲ့ကိုကိုဆက်ပြီးတော့တွဲကောင်းတွဲပေးနေပါလိမ့်မယ်တို့တော်များလဲသူ့မှာတခြားတော့နောက်ထပ်ကိုမသိဘဲနဲ့ထားထားတဲ့ချစ်သူတွေရှိနေနိုင်ပါတယ်ဒါဆိုရင်ကိုကနောက်ပိုင်းမှာသိရမှာငါ့ကိုဖောက်ပြန်ရကောင်းလားဆိုပြီးတော့မှပို့ပြီးတော့ခံစားစီရပါလေဒါကြောင့်မို့ဒီပြိုလေးကိုကြည့်ရှုနေတဲ့ညီငယ်ညီမငယ်တွေရောအကိုတွေမတွေရောချစ်သူဘဝမှာလည်းကကိုကဒိယာကိုအပြေရှာလို့ရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့လိုမျိုးဖြစ်လာပြီးဆိုရင်တော့ကိုကတတရရပဲလမ်းခွဲပေးလိုက်တာကပို့ပြီးတော့မှကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုလည်းကိုရဲ့အရေးချင်းရှိတယ်ကိုကလည်းကိုဘဝအတွက်ကိုကိုကိုတောက်ပါလို့ရတယ်ကိုကိုလည်းတန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့သူတွေရှိတယ်ဆိုတာကို အသိဉာဏ်ကကျွန်တော်တို့တတိဝင်လာဖို့အတွက်လိုပါတယ်။တချို့ကအချစ်အတွက်ကြောင့်နဲ့ယူယူမူမူနဲ့အသက်ဆုံးလို့ဖို့လောက်ထိတောင်ကိုယ့်ကိုယ်ကိုတတ်သိဖို့လောက်အထိတောင်မှဆုံးဖြတ်လိုက်တဲ့သူတွေများစွာရှိပါတယ်။ဒါကျွန်တော်တို့ကဘာပေါ်မှာရောအချစ်အတွက်ကြောင့်နဲ့ကိုယ့်ကိုယ်တိုက်ပေါ်ခုံချတာတို့ကျွန်တော်ကြိုးစွဲချသေးတာတို့เนาะကျွန်တော်တို့အာတိုက်ပေါ်ကနေခုံချတာဒါတွေကျွန်တော်တို့တွေ့ဘူးကြပါလိမ့်မယ်။တကယ်တမ်းကျတော့အချစ်ဆိုတဲ့အရာကကျွန်တော်တို့ဟာအာဖြူစင်ပါတယ်ရိုးသားပါတယ်တို့တော်များလဲ ကိုသွားပေးတဲ့သူကကိုကိုမရှင်းနိုင်တော့မှသိရင်ကျွန်တော်တို့ဟာဒီချစ်တွေကိုကိုကဖြူဖြူစင်စင်လေးနဲ့ကိုရဲ့ရှင်မှာတင်ထားပြီးတော့နောက်ထပ်ကိုကိုတကယ်တန်ဖိုးထားတဲ့သူအတွက်ကျွန်တော်တို့ဟာထားထားပေးရမှာဖြစ်ပါတယ်ဥပမာဘာနဲ့တူတယ်လဲဆိုတော့မိတ်ဆွေတို့ကျွန်တော်တို့ဟာဘလောက်ပဲဟင်းကောက်ကောက်တစ်ခွက်ကိုချက်ထားပါစေ ဘိုက်တင်းနေတဲ့သူတယောက်ကိုတက်ကြွေးလို့သူစားနိုင်မှာမဟုတ်ဘူး။ဒါကြောင့်မို့ကိုဘလောက်ပဲလက်ရကောင်းကောင်းချက်ထားတဲ့ဟင်းနဲ့ထမင်းကိုဘိုက်ပြေးနေတဲ့သူတက်ကြွေးသူတို့မစားတာဖြစ်တဲ့အတွက်ကြောင့်ကိုဒီစိတ်မကောင်းဖြစ်စရာတော့မလိုဘူး။အဲ့ဒီနေရာမှာတကယ်ဘိုက်စားနေတဲ့သူတယောက်ကိုတကယ်တကယ်လိုအပ်နေတဲ့သူတယောက်ကိုကိုကသွားကြွေးမယ်ဆိုရင်ဒါကျွန်တော်တို့လိုအပ်တဲ့သူနဲ့လူတဲ့သူနဲ့ကျွန်တော်တို့ဒါထိတ်တိုက်အဆင်ပြေမှုရှိတယ်လို့မျိုးကိုယ့်ရဲ့ဖြူစင်နဲ့ကိုယ့်ရဲ့ရိုးသားတဲ့ကိုယ့်ရဲ့အချစ်တစ်ခုကလည်းတကယ်ကိုအချစ်ကိုတန်ဖိုးထားပြီးတကယ်ကို တစ္ဆာရှိရှိချစ်နိုင်တဲ့ကျွန်တော်လူမျိုးနဲ့တွေ့တဲ့အခါကျရင်ဒါဟာကျွန်တော်အယံကိုပျော်စရာကောင်းတဲ့အချစ် တစ်ခုကိုကျွန်တော်ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုကဘယ်တော့မှအသေးမကွဲပါနဲ့။အဲ့တော့ချစ်သူသားတိုင်းအသေးကွဲနေတာပဲဘဝအတွက်ကျွန်တော်တို့လူငယ်တွေအများစုဟာဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းလုပ်ငန်းတွေမှာအများကြီးကြာရှုံးစေတာများပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့အချစ်ရေးမှာအသေးတွေကွဲနေတာမျိုးတို့နော်ကျွန်တော်ဒီလိုမျိုးပြဿနာဖြစ်လာတဲ့အခါမှာကိုကိုကိုတန်ဖိုးရှိတဲ့သူတယောက်ဆိုတာကိုဒါကျွန်တော်တို့သေချာလေးစဉ်းစားဆုံးဖြတ်တတ်ဖို့လိုပါတယ်။လူတိုင်းကတော့အသေးကွဲဘူးပါပဲ။တို့တော်များလဲကျွန်တော်တို့ဟာခေါင်းထဲ ဲမှာအသိဉာဏ်နဲ့ပြန်လည်ဆုံးဖြတ်ရမှာကိုဟာမိဘအတွက်သားကောင်းယတနာတမိကောင်းယတနာဖြစ်တဲ့ပတ်ဝန်းကျင်အတွက်လူအများအတွက်ကိုဟာအာအကျိုးပြုနိုင်တဲ့ဒုတိယဖြစ်တယ်ဆိုတော့ကိုကိုကိုတန်ဖိုးရှိတဲ့စိတ်နဲ့အားပြန်တင်းဖို့လိုတယ်လို့ခဏကကျွန်တော်ပြောတဲ့ကိုကတကယ်တန်ဖိုးရှိတဲ့ဒုတိယနဲ့တကယ်တန်ဖိုးတည်တဲ့သူနဲ့တွေ့တဲ့အခါမှာအချစ်ဆိုတာလှပတဲ့ဘဝကိုပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့အားလုံးအနေနဲ့ဘဝမှာတကယ်ကိုချစ်ရှင်မြတ်တာစစ်မှန်တဲ့သူတွေနဲ့တာဆုံတွေ့ကြပါစေလို့လည်းဆုတောင်းပေးပါရခင်ဗျာ။